မမအခုလို့မအောင်မြင်ခင်ကြုံတွေ့ခဲ့ရတဲ့အခက်ခဲလေးသမီးပြောပြအောင်ဟောသမီးကမမအကြောင်းကိုစိတ်ဝင်စားပေါ့အဲ့ဆိုသမီးတို့ပြောပြမယ်နော်သမီးရဲ့ဘဝမှာလေဘယ်အရွယ်ပဲဖြစ်ဖြစ်နမတကရွေးချယ်မှုပဲသမီးရွေးချယ်မှုအများကြီးကြီးရယ်မမတို့ငယ်စဉ်ကဆိုလို့ရှိရင်လေကြောင်တက်တာတိလားခုပင်မှာကြောင်တက်ခဲ့ရတယ်ကြောင်တက်တဲ့အခါမှာမမကစမတော်ဘူး တိလာတမီစာမတော်တဲ့ခါကြတော့ပေါ့နော်ဒီရှစ်တန်းလောက်ရောက်တဲ့ခါကြတော့အမကចောင်းထွက်ချင်ပြီဒါမဲ့တငယ်ချင်းတွေကကြောက်လေတယောက်ကကြတော့ဂျူတာဆရာမလုံးမအဲ့လိုပေါ့တယောက်ကဒေါက်တာမလုံးမသူတို့အိမ်မက်တွေအကြီးပဲအဲ့အချိန်ထိကိုမမအိမ်မက်ကလေပြ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 မရှိသေးဘူးဟောပေါ့နော်ကိုကစာမတော်တဲ့ခါကြတော့ငါလောကကြီးရဲ့ဘယ်လိုနေရာမှာတက်ရှင်ရမှာလဲပေါ့ပညာမတိုင်ဘူးဒါမဲ့အဲ့ပညာယူ မမတော့ကခက်ခဲမှုဖြစ်နေရအဲ့ချိန်မှာမမအိမ်မှာမမတို့ရဲ့အမအမပေါ့နော်အမအောင်မေးကြည့်တာမာရီလို့တမီးအားလို့ကြောင်းမှာစာလည်းမတော်ဘူးစာလည်းမလိုက်နိုင်ဘူးတမီးကကြောင်းဖွက်ချင်တော့တာဒါဆိုရင်တမီးတငယ်ချင်းတွေကအားလုံးကအရာရှိအရာခံနေလုံမယ်ပဲပြောကြတယ်ပေါ့နော်အမကတမီးကဘဝမှာရက်တည်လို့မရတော့ဘူးလားတမီးဘလို့လောက်မှာလဲလို့မေးကြည့်တာအဲအမတို့ရဲ့မမကဘလို့ပြောလဲဆိုတော့ သမီးရဲ့တဲ့เจ้ามาตื่นเนี่ยปัญญาก็เลยตะเฉิงจ้ายอัตแมววันเจ้าหมู่บาเว้ยเตะตะมี้อะคู่หลอမျိုးเจ้าไม่เปียวเว้ยเนี่ยดิโลใส่ซินแย่นิ่มเลยสอยตะมี้อัตแมววันเจ้าหมู่ตะคู่จ้วงจินอ๋อตะมี้조사อยู่ทาบ่เตะไอ้เฉิงมามะม่าก็เลยยื้อเฉยให้ป้อเนาะบาโอตั้วยื้อเฉยไม่เลยบ่บวมาเลยปฐมอู้ซงยื้อเฉยได้ยื้อเฉยจริงโตตะมี้อยู่เปียวๆเนาะเออกูมีบาก็ ဟိုတာမာမိဘဆင်းရဲတဲ့မိဘဆိုတော့အလားပြင်ဆိုင်တွားလုံမယ်ဆိုရင်အလားပြင်ဆိုင်တဆိုင်ရဲ့ကုန်ကြငွေကအများများတယ်အဲ့တော့ကိုနဲ့လက်ဆင်ပြအောင်ကိုရဲ့ဝန်ထုံးဝန်ဖို့ကိုမိဘတွေလည်းအများကြီးမထမ်းရအောင်ဆိုတော့ဆက်ချုပ်တဲ့အလုပ်ကိုရွေးချယ်မယ်ဆက်ချုပ်တယ်ဆိုရင်မမအတွက်ကဆက်တစ်ခုရဲ့ကင်းချစ်ဆက်တစ်ခုရဲ့ရှိပြီဆိုရင်မမဘဝစလို့ရပြီပေါ့နော်အဲ့မှာမန္တလေးမှာမမဆက်ချုပ်လာတယ်လား မိုးတောက်ပန်းတို့ဘဲလေးတို့ဆက်ဆိုင်လေးလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ပါပေါ့နော်တမိအဲ့ပညာကိုဆက်ချုပ်တဲ့ပညာကိုအမားကတကယ်ဆရာအစ်ဖြစ်အောင်ကြိုးစားခဲ့ရတယ်ပေါ့နော်အဲ့ဒီတန်းပညာကိုအောင်ဝဲရတော့တဲ့တငင်ချင်းကြီးကခုချိန်ဒီဘဝကဝေလီဝါလာဖြစ်သွားတာပေါ့တတို့ဖြစ်ချင်တဲ့အရာရှိတယ်မဖြစ်ဘူးအဲရောက်ရရင်လည်းလက်မခံနိုင်ဘူးဒါကြောင့်မို့လို့တမီးရေရှက်ချင်းကအရန်ရေးကြည့်ပါတယ် ောက်မှတမီးကိုဆက်ပြုတ်ပြမယ်နော်ဟုတ်ကြည်ကြည်တမီးရေမနေ့တော့မမပြောပြခဲ့တဲ့အကြောင်းအရာတွေထဲကအဆက်ကလေးကိုမမပြန်ပြောပြမယ်ပေါ့နော်လူတိုင်းလူတိုင်းကတော့ဂျေစုတင်ထိုက်တဲ့ပုံကိုယ်တွေဆိုရှိရလေနော်ပထမဆုံးကိုယ်မွေးဖွားလာတဲ့ဖေဖေမေမေအကိုအမတွေအားလုံးကိုလည်း မမားဒီနေရာနဲ့အထူးကျေးဇူးတင်ပါတယ်ကောင်းရလည်းပြုပါတယ်နော်မမားရဲ့အဲ့ဒီရွေးချယ်တဲ့ရွေးချယ်ခြင်းအခမ်းကဏ္ဍမှာမမားရှုံနေမှာအရန်ကြောက်တယ်ငယ်စဉ်ကလေးနဲ့လေနော်အော်တငယ်ချင်းနေရာတော့ပညာရေးတော်ကြတယ်ရည်မှန်းချက်တွေလည်းကြီးတယ်မမားအတွက်ကအဲ့ချိန်မှာကိုယ့်ရဲ့ရည်မှန်းချက်ကဘယ်လိုပြောမလဲ ပစာရှိချင်းနဲ့ငါတနေ့ချမ်းသာရမယ်ဆိုတဲ့အတွေ့အလွဲလို့ဟိုဘယ်ဘယ်လိုအသက်မွေးဝမ်းကြောင်းမှုနဲ့ဘယ်လိုဘဝမှာနံပါတ်1ဖြစ်ရမယ်ဆိုတာကိုလည်းမတိခဲ့ဘူးပေါ့နော်ဒါပေမဲ့မမတို့ရဲ့အမေရဲ့လမ်းညွှန်မှုကြောင့်မမကဒီစက်ချုပ်ပညာကို18နှစ်ဆိုရင်မမအကုန်ရပြီ18နှစ်မှာမမကိုယ့်အဖေတွေအမေတွေကိုစက်ချုပ်ပြီးတော့ရှာကျွေးနိုင်ပြီပေါ့နော်ဒီကြားထဲမှာမှာ ဟိုမမအရန်ကျင်းတတ်တာကငယ်စဉ်ကတည်းနဲ့လေအများရဲ့အကျိုးကိုတခုခုကိုလူတိုင်းမစွမ်းဆောင်နိုင်တဲ့အချိန်မှာကိုစွမ်းဆောင်နိုင်လိုက်နိုင်တာကိုအရန်ကုန်ယူရယ်နော်မမတို့ကဟိုပင်ဆိုတော့လေအဲစီပွားရေးတွေကဖက်ကနေတက်ပြီးအလုံးလုံးကြားတယ်စီပွားရေးကုန်ကူးကြတယ်ပေါ့နော်အိုက်ခက်ကလေအဲတော့မမရဲ့အကိုတွေအမတွေကဖက်ကနေတက်ကြတယ်နော်မမရဲ့အမရဲ့ကလေး အမနှစ်ယောက်ရဲ့ကလေးသုံးယောက်နော်ကျမဘွားရဲ့မတ်တန်လေးပါမတ်တန်လေးပါပဲနော်အကိုတယောက်ရဲ့သမီးတယောက်ကလေးလေးယောက်ကိုကျမက၄နှစ်၅နှစ်ကုတူရီဒူမာရီပေါ်မှာဆောက်ရှောက်လာနိုင်တယ်တာဝန်ယူနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်လေမမအယံကိုဂျင်နာဂုံယူမိတာပေါ့တမီးရဲ့အဲ့အချက်လေးမှာအော်ကိုကဘလို့ပဲဖြစ်ဖြစ်ကိုမိသားစုเนาะ ကိုရဲ့ဒူးရီဒူးမာတွေကိုဒီတက်ဒီရွယ်မှာကိုဒီတာဝန်ယူနိုင်ပြီတကယ်ကိုပီတိဖြစ်ခဲ့ရပါတယ်အဲ့ဒီမှာအဲ့ချိန်တုန်းကတော့မမရဲ့အကူအကြီးကိုကြော်တီဟာပေါ့နော်အဲ့ဒီအကူနဲ့မမနဲ့ကမိသားစုရဲ့အဲအရေးကိုဖြစ်ရှင်းနေတာပေါ့မမတို့မောင်နှမနှစ်ယောက်ကနော်အကူကလည်းပို့တယ်မမကလည်းအိမ်နေရင်းနဲ့ဥမကွာအိမ်မကွာမိဘဆောင်ရှောက်တယ် တူတွေတူမတွေထိန်းချောင်းခဲ့ရတာပေါ့နော်။အော်ရွေးချယ်ခြင်းကအရင်ရေးကြည့်တာပဲ။နော်သူတို့တွေចောင်းစာနဲ့လုံးပန်းနေတဲ့အချိန်မှာမမဝင်ငွေတွေရနေပြီပေါ့။တမီးရေမနေတော့ငါမမပြောပြတဲ့နော်။တမီးတို့ပြောပြခဲ့တယ်။ဘဝမှာရွေးချယ်ခြင်းဆိုတဲ့အရာလေဘလောက်ရေးကြည့်လဲဆိုတော့ ဲ့ဒီမမားကအဲ့အချိန်မှာတက်16နှစ်ပေါ့နော်အဲ့လိုရွေးချယ်ရတဲ့ခါကျတော့ချောင်းထွဲရမှလည်းအရန်ကိုတငယ်ချင်းနေနဲ့ဝေးရမှလေနော်နှမျောမိတယ်ဒါပေမဲ့လည်းဟိုကြောင်းမပျော်လာစမတော်လာတဲ့ခါကျတော့ကြောင်းမပျော်လာတာကြောင်းမပျော်လာတဲ့အရာလည်းကိုယ့်ကိုဖိစီးမှုညာလည်းအကြီးကြီးဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ကဲရဲရဲတင်းတင်းမဲ့ မမဒီဆက်ချုပ်လုပ်ငန်းကိုမမရွေးချယ်လိုက်တာပေါ့နော်အဲဆက်ချုပ်လုပ်ငန်းကိုရွေးချယ်လိုက်တဲ့အခါကျတော့မမက18နှစ်အသက်18နှစ်ဆိုရင်မန္တလေးမှာမမကသွားပြီးတော့ဆက်ချုပ်တင်ပြီပေါ့နော်တင်နားမှာ6ပါတာရှိတယ်နော်ကုတ်အင်ဂျီရှက်အင်ဂျီဘလော့စ်အင်ဂျီရင်စည်းရင်ဘုံเนาะစကပ်ပေါ်အလူပါတာလေးရှိတယ် အကုန်အတတ်တင်ဆိုလို့ရှိရင်သူများကတနစ်လောက်တင်ရတာပေါ့နော်ဒါမှမမားတော့6ပါတာကိုတကယ်6လ9လတဲ့နဲ့အပီးအကုန်လုံးတက်မြောက်ခဲ့တယ်ပေါ့နော်အော်ဘာလို့လဲဆိုတော့အဲ့ဒီရွေးချယ်တဲ့နေရာမှာလေကြောက်စိတ်နဲ့ဟိုဖြစ်အောင်လုပ်မယ်ဆိုတဲ့တွန်းအားစိတ်ကလေတကယ်ကိုကြောက်ရက်ကောင်းပါတယ်တမီးတကယ်ကိုလည်းပောက်ွယ်အားကြီးမားပါတယ်အော်သူများတွေကတော့ ကျောင်းနဲ့ဟိုဆယ်ရန်အောင်မယ်အမှများများရမယ်တက်ကူရွားတက်မယ်ဟုတ်လားအဲ့လိုတွေနဲ့ပေါ့နော်အမားကြတော့ဩငါမကဟိုတချမ်းအိမ်မက်မက်ဆာကြီးကြီးမမမရှိတော့ဘူးငါဘဝရဲ့ဝိုင်းရရတော့ဒီပညာရက်ကိုငါဒီကျွမ်းကျင်အောင်ရက်တည်မှုရှင်အောင်မိသားစုကိုပံ့ပိုးနိုင်အောင်ငါဒါပဲရှိတော့တယ်ဆိုတော့ အဲ့စိတ်ကလေးကလေစိုးရင်စိတ်ပေါ့နော်တမီးနော်အဲ့စိတ်ကလေးကမမအိုအကြီးကျယ်အောင်မြအောင်တွန်းဖို့ပေးပါဗါတယ်အဲ့တော့ကိုကမန်လေးမှနေပြီးတင်တဲ့တလတင်တဲ့နလတင်တဲ့ကုံချငွေကိုလည်းဖိမိပါ့အရန်ကိုပဲအနာရဲပေါ့နော်အဲ့ဒါဆိုတော့အမတကယ်ကိုကြိုးစားပြီးတော့တင်ယူခဲ့ပါဗါတယ်မမတို့ရဲ့ဒီပညာတွတ်တင်တဲ့နာမှာပြောပြရအောင်မယ်အမကိုဒီပညာတပတ် တတ်အောင်အနောက်ကနေထောက်ပံ့ပေးတာတော့မမရဲ့အကိုရှိတဲ့အကိုကြီးပေါ့နော်ကိုကျော်တရားဖြစ်တယ်ယနေ့အချိန်ထိအကိုကိုလည်းဖခင်တက်ဖွဲ့ရင်းနဲ့လိုက်လိုက်လေကြီးစစ်တဲ့နဲ့ကောင်းရလည်းပြပါတဲ့အကိုတမီးရေနောက်ပြီးမှမမပြန်ပြီးတော့တမီးတို့အားရင်ဆက်ပေးမယ်နော်